မင်္ဂလာပါကိုကိန်းစတဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်ပရမတ်ဆွေးနွေးခြင်းတဲ့ကတော့မေရာကပေါ်ပြထားတဲ့အာဆင်အသင်းနဲ့ပတ်သက်တဲ့သတင်းပါခင်ဗျအာရီယာနွေရာသီပြောင်းရွှေ့ကာလမှာအသင်းရဲ့နောက်တန်းကိုအင်အားဖြည့်တင်းခြင်းနေတဲ့အတွက်ရိုမအသင်းရဲ့နောက်ခံလူ န်ဒီဂီကိုစိတ်ဝင်စားနေရလို့သိရပါဗျ။ Ivory Coast နောက်ခံလူအတွက်ပေးချေရမယ့်ပြောင်းရွှေ့ခြင်းအမောင့်ပမာဏကပေါင်25သန်းအနေနဲ့34သန်းကြားရှိနေတယ်လို့လည်းဖော်ပြထားပါဗျ။ဆိုတော့ဒီအသက်25နှစ်အရွယ် Ivory Coast နောက်ခံကစားသမားကိုစိတ်ဝင်စားနေတဲ့ကလပ်တွေထဲမှာ Arsenal အသင်းတစ်သင်းနဲ့တော့မဟုတ်ပါဘူး။ PSG အသင်းလည်းပါပါတယ်။ဒီအတွက်ကြောင့် Andiki ကိုခေါ်ယူမယ်ဆိုရင် PSG အသင်းနဲ့အပြိုင်ဆိုင်စူးစမ်းဖို့လည်းရှိနေပါတယ်ခင်ဗျ။ Andiki ဒီ ရိုမမှာ200သည်ကစားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဒီနှစ်ဘောလုံးရာသီမှာလည်းခြေသွမ်းပိုင်းအကောင်းဆုံးအခြေအနေမှာရှိနေတယ်လို့ပြီးခဲ့သောဘောလုံးရာသီကတည်းကပွဲ30ကျော်လောက်ပွဲထွက်ခွင့်ရထားတဲ့ကစားသမားပါအဲ့တော့ခြေသွမ်းပိုင်းကောင်းမွန်သည်ဖြစ်စေ ်တင့်တင့်သည်ဖြစ်စေပွဲထွက်ခွင့်အရေးအထွက်ကိုကြည်ချင်းအားဖြင့်ဒီကစားသမားသည်အသင်းရဲ့တံတောင်းတနေရာမှာအနည်းငယ်များအထောက်အကူပြုတယ်လို့သတ်မှတ်နိုင်ပါတယ်။ဒါပြင်အသက်အရွယ်ရကလည်း25နှစ်ပဲရှိသေးတာရဲ့ကလပ်ဘောင်းဆောင်မှာကစားခဲ့ဘူးတဲ့အတွေ့အကြုံမျိုးရှိနေတာရဲ့ Frankfurt မှာစပြီးတော့နာမည်ကြီးတဲ့ပြင်သစ်ကလပ်တွေမှာလည်းကစားဘူးတဲ့အခု Italy Club Roma မှာလည်းကစားဘူးတဲ့အတွက်ကြောင့်သူကစားဖို့ကျန်နေတဲ့လီကနော်ထိတ်တန်းလီတွေထဲမှာလာလီကာနဲ့ပရီးမီးယားလီပဲရှိတော့တယ်အဲ့တော့အသက်အရွယ်အတွေ့အကြုံခြေသွမ်းပိုင်း အကုန်လုံး prime time ရောက်နေတဲ့ကစားသမားတစ်ယောက်ကိုပေးရမယ့်ပြောင်းရွှေ့ခြေရလဲ25 millions နဲ့ဒီ34 million ကြားရဲပဲဖြစ်တဲ့အခါကျတော့ဒါပေးပြော်တယ်ဗျကျွန်တော်ညီကိုလေ သိမှာပါလက်ရှိမော်ဒန်ဘလုံးလောကခင်မှာကစားသမားတယောက်ကိုပြောင်းရွှေ့ကြီးပေးမယ်ဆိုရင်အနည်းဆုံးအောက်ထက်ပေါင်တန်း30လောက်ပေးရတော့မယ်အခြေအနေမျိုးဒါတော့မှတာမန်ကစားသမားအန်တီကီလိုမျိုးနော်မာဂုံရှိတဲ့အာဗရီကိုစ်နောက်ခင်ကစားသမားတယောက်အတွက်ဆိုရင်အဆင်ပြေတယ်ကျွန်တော်အနည်းဆုံးဥမာတစ်ခုပေးပြပြမယ်ဗျာဒိုင်ယိုမန်ဒီယိုကြီးဒိုင်ယိုမန်ဒီယိုပေါင်တန်း5 60တောင်းနေတာဒီချိန်မှာအသက်အရွယ်ပိုင်း3နှစ်လောက်ပဲကြီးတဲ့အန်တီကီကိုအရန်အတွက်ခေါ်မယ်ဆိုရင်တော့ဒီအမောင်းပမာဏက AC ပေးလို့ရတယ်ဆိုတော့သဘောမျိုးပါရိုမာအသင်းရဲ့နောက်တန်းမှာ ထွက်ခဲ့တဲ့ကစားသမားတွေကစားသမားကောင်းများစွာရှိတယ်ဗျာအရင်တော့အန်တိုနီယိုရူဒီဂါတို့နော်မာနိုလက်စ်တို့အခုနောက်ပိုင်းလဲဒါရိုမရဲ့ကစားသမားကောင်းတချို့ကျွန်တော်မြင်ခဲ့ရတာပဲလေဒီအတွက်ကြောင့်ရိုမအသင်းကနေဒီကစားသမားကိုခေါ်မယ်ဆိုရင်အာဆင်နယ်အသင်းတို့ ပြောင်းရွှေ့ခြင်းအမောင်းပမာဏပြန်လည်ချိန်ဆကြည့်ပါအရင်နှစ်နာဆုံးရှုံးစရာအကြောင်းလဲမရှိဘူးအသက်25နှစ်ဖြစ်တဲ့အတွက်ကြောင့်လည်းအသင်းမှာ၄5နှစ်လောက်တုံးလို့ရမယ်လို့ထင်တယ်အခုအာရီ defensive line မှာအဓိကမမချချတုံးလို့ရတဲ့ခံစစ်ကစားသမား၃ယောက်ရှိပါတယ်ကဗီယော Gabriel Magahis နဲ့ William Saliba တို့ဖြစ်ပါတယ်ဒါပေမဲ့၃ယောက်တက်ဆိုင်၄ယောက်ရှိရင်တော့ CB နှစ်နေရာကိုလိုအပ်တယ်လို့အပြောင်းလဲပြုတ်လို့ရတဲ့အတွက်ကြောင့် CB ကစားသမား၁ယောက်ကိုခေါ်ရင်တော့ဒီ defensive line ကတော်တော်လေး တောင့်သွားမယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးကြပါတယ်ခင်ဗျာဒီသတင်းကတော့ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဖော်ပြထားတဲ့သတင်းထဏာကတော့ Sky Sports ကဖြစ်ပါတယ်ခင်ဗျာ။မန်ချက်စတာယူနိုက်တက်အသင်းဟာ Leverkusen အသင်းမှာစာချုပ်တည်တံကုံဆုံးတော့မယ်။ဂျာမနီနောက်ခံလူ Jonathan Tack ကိုအခုနွေရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော် Jonathan Tack နဲ့ပတ်သက်ပြီးနောက်ထပ် Sky Sports Germany မှာဘာဖော်ပြထားသေးလဲဆိုတော့ဒီကစားသမားကို Bayern Munich နဲ့ Real Madrid အသင်းတို့ကလည်းစိတ်ဝင်စားမှုတွေရှိနေတဲ့အတွက်ကြောင့် United အနေနဲ့ခဲရခဲစစ်ခေါ်ရနိုင်ပွဲရှိတယ်လို့ဖော်ပြထားတာပါ။ တက်သည်ဂျာမနီရဲ့အကောင်းဆုံးနောက်ခံကစားသမားတွေကတယောက်လိုပြောလို့ရတယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်အသက်က29နှစ်နှစ်လောက်ပဲသုံးရပါစေအောင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရမယ်ကစားသမားတယောက်အတွက်တော့ဒါမစိုးလာတဲ့အခြေအနေတရားလို့တော့ကျွန်တော်ထင်တယ်သို့မဲ့ပြက်တနာကတက်ကိုခေါ်ယူခြင်းနေတဲ့ club ဒင်းနေတဲ့မှာ United ထက်အားကောင်းမောင်းတန်ဖြစ်နေတဲ့ club ဒင်းနေမြောက်များစွာပါနေတယ်ဆိုတော့ United ဒီကစားသမားကိုဘလို့မလုံးပေးပြီး ခေါ်မလဲပေါ့အဲ့ဒီပိုင်းကအရေးကြီးဆုံးမှာကစားသမားတယောက်အနေနဲ့ဝင်ပြီးတော့ရှင်ပြိုင်ချင်းစရာအကောင်းဆုံးတော်နမန့်တီချန်ပီယံလိဖြစ်ဆိုလိုချင်တာယူနိုက်တက်ဒီနှစ်ဘောလုံးရသည်ချန်ပီယံလိဝင်ခွင့်ရဖို့အရန်ကိုအရေးပါတယ်အဲ့တော့ချန်ပီယံလိဝင်ခွင့်ရတဲ့အခါကျရင်တခြားအသင်းတွေနဲ့အပြိုင်အနာဂတ်ပလန်စီမံကိန်းတွေကိုလည်းချပြနိုင်မယ်လောက်ခပမာဏဘလောက်ပေးမယ်ဆိုင်းငွေဘောနပ်ဘလောက်ပေးမယ်ဆွေးနွေးညှိနှိုင်းမှုတွေနဲ့အတူအပြိုင်ဆိုင်ဒန်းတူအနေထားမျိုးနဲ့ ်ခေါ်ယူနိုင်ပါလိမ့်မယ်မတော်တဆချန်ပီယံလိဝင်ခွင့်မရဘူးဆိုရင်တော့ဒါတပန်းရှုံးနေမယ်ပုံစံမျိုးပါအခု United အသင်းရဲ့ချန်ပီယံလိဝင်ခွင့်လမ်းကြောင်းအလဲတဖြည်းဖြည်းချင်းစီပုံပေါ်လာပြီ dream တခုမဟုတ်တော့ဘူးဗျာဟာ United ကယူရိုပါလိအရယူပြီးချန်ပီယံလိဝင်မယ်လို့အောက်စုအဆင့်လောက်ပြောရင်တော့ဒါကြီးက dream ပေါ့ EPL မှာချန်ပီယံလိလုံးဝမဝင်တော့တဲ့အခြေအနေမျိုးကတော့ United အနေနဲ့ဒီယူရိုပါလိယူပြီးချန်ပီယံလိဝင်ဖို့အတွက်အကောင်းဆုံးလည်းဖြစ်တယ်အနည်းဆက်ဆုံးအခြေအနေလည်းရောက်နေပါတယ် ဒီတော့ကြောင့်ဂျိုနသန်တက်ကိုခေါ်ရွေးမှတခြားသောအသင်းတွေနဲ့အပြိုင်ဆိုင်ဖြစ်လာနိုင်တယ်။ဆိုတော့ယူနိုက်တက်ရဲ့ defensive line ကိုကြည့်မယ်ဆိုရင်အမှတ်တမဲ့ကတော့ကစားသမားအများကြီးရှိတယ်ပေါ့ဗျာ။ Landlof တို့ Gaon Yi တို့ Matthias Delit တို့ မဇရာဥရီကလည်းဝင်ဝင်ဆော့ပေးနိုင်တယ် heaven တို့ဘာလို့လဲရှိတယ်စသဖြင့်ပေါ့လေဒါပေမဲ့ကျွန်တော်တယောက်တည်းယူဆချက်ရခေါင်းကြီး landlord ရဲ့အနာဂတ်က united အသင်းမှာမတည်ကြတဲ့အတွက် heaven ရဲ့ now matthias stilley ရဲ့၂ယောက်ပဲရှိတယ်အဲ့တော့ဒီ၂ယောက်ကလည်းဘလောက်အတိုင်းတာအထိယုံကြည်ရမှန်းမသိဘူးနောက်တန်းတနေရာမှာ composure ဖြစ်ဖြစ်နဲ့အတွေ့အကြုံကောင်းကောင်းနဲ့ကစားပေးနိုင်မဲ့ကစားသမားတယောက်လိုလိုတယ်ဒီချက်နှစ်ချက်အပြင်ချက်ကင်မှုပိုင်းကောင်းမွန်မဲ့ injury prone မဟုတ်တဲ့ player တယောက်နောက်ခံကစားသမားတယောက်ကို united တို့ခေါ်ယူအားဖြစ်ရင်တော့ပို fine တယ် matthias stilley ကဗျာ အကောင်းဆုံးအသက်အရွယ်ခြေတော်မိုင်းရှိပြီမဲ့ injury prone ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်နောက်ပေါ်လုံးရသည်မှာဒဏ်ရာမရဘူးလို့ပြောလို့မရအောင်ဆိုတော့ဒီ Jonathan Tack ကို United တို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့တကယ်ခေါ်ယူမယ်ဆိုရင်ကျွန်တော်တို့လုံးဝခေါ်ယူသင့်တဲ့ကစားသမားတယောက်လို့တော့ထင်ပါတယ်အဲ့တော့ United အနေနဲ့ Champion League ဝင်ဖို့ကတော့ပို့ပြီးတော့ အရေးကြီးပါတယ်ဒါမှကစားသမားကောင်းနေအသင်းကိုခေါ်ဝင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့စပိန်ဘက်က AS သတင်းဌာနကဖော်ပြထားတဲ့ Real Madrid နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Real Madrid အသင်းက Benfica အသင်းရဲ့ left back မှာခြေသွမ်းပြကစားနေတဲ့စပိန်ဘယ်နောက်ခံလူ Everardo Carrias ကိုခေါ်ယူဖို့အတွက်စဉ်းစားနေတယ်လို့သိရပါတယ်ခင်ဗျ ဆိုတော့ Carius ကိုခေါ်ယူရေးမှာ Real Madrid အနေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေအများကြီးလုပ်ရလိမ့်မယ်။ဘာကြောင့်တော့ Evero Carius ကို Manchester United က Benfica ကိုရောင်းချစဉ်အချိန်ကာလတုန်းက buy back clause သူကထည့်သွင်းထားတယ်။တခြားအသင်းတွေကိုရောင်းရင်သာ Benfica ကတောင်းရွှေ့ချေအများကြီးနဲ့ရောင်းလို့ရမယ်။တကယ်လို့ Manchester United ကအဲ့ဒီ buy back clause ကိုအသက်သွင်းလိုက်မယ်ဆိုရင်ပေါင်15သန်းပဲရမယ်။အဲ့တော့ပေါင်15သန်းနဲ့ buy back clause ကကျွန်တော်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာလည်းပြောပြီးပြီ။အရန်တန်။ဒါ့ပေမဲ့ Evero Carrius ကို မခေါ်ယူခဲ့ဘဲ Patrick Dorgu ကိုသာလျှင်ခေါ်ယူခဲ့ပါတယ်။ဒီအတွက်ကြောင့် United အနေနဲ့ Evero Carrius ကိုပြန်လည်ခေါ်ယူရေးမခေါ်ယူရေးဟာတိတိပပပြောလို့မရတဲ့အခြေအနေဖြစ်သွားပါ။ခေါ်ယူကောင်းလဲခေါ်ယူနိုင်တယ် မခေါ်ရင်လည်းမခေါ်ယူပေါ့နော်ဒေါ်ဂူရှိတာအဲ့တော့ Evercarius ကလည်း important level မျိုးလောက်ဖြစ်နေအသင်းမှာမရှိမဖြစ်ပွဲတော်ကစားသမားတစ်ယောက်မဟုတ်ရင်တောင်မှအရေးကြီးတဲ့ကစားသမားတစ်ယောက်အနေနဲ့ဒီနှစ် Benfica မှာခြေသွမ်းပြနေတဲ့ကစားသမားဖြစ်လို့ United ရောက်ပြီးဒေါ်ဂူရဲ့နောက်မှာစင်ပြိုင်အနေထားရှိမယ်ဆိုရင် तू လက်ခံပါမလားဆိုတဲ့အပိုင်းစဉ်းစားတော့ပရိုဂရက်တနေရာအတွက်ဒေါ်ဂူနဲ့ဗျာ အမခံချက်ပေးလို့မရဘူးအဲ့တကြောင့် Evero Carrius ကိုပြန်လဲခေါ်ရေးရမသေးချာဘူးလို့ပြောတာပါသို့တော့ Real Madrid အတင်းကြတော့ left back တနေရာမှာကစားသမားတစ်ယောက်မဖြစ်မနေခေါ်ရတော့မယ် Fernandinho ကသွားပြီဗျဖလမန်ဒီဒီဘလောက်ပဲကောင်းကောင်းဒံယံပြဿနာမကြခဏရနေတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်เนาะတခြားလူငယ်တွေကိုထည့်ပြီးတော့အသုံးပြုနေရတာဒါကြီးတွေအဆင်မပြေဘူးအလားပါလည်းသွားပြီအဲ့အတွက်ကြောင့် ကာရီယပ်ကိုစိတ်ဝင်စားနေတာဖြစ်တယ်လို့တော့သုံးသပ်မိတယ်။သို့တော့ဘက်ဖီကာအေဗရက်စ်တွက်ပြောင်းရွှေ့ကြီးပေါင်တန်း90လောက်တောင်းထားတဲ့အတွက်ကြောင့်ရီယယ်မက်ဒရစ်ကဆွေးနွေးညှိနှိုင်းရမယ့်အခြေအနေမျိုးတွေအများကြီးပါ။သို့တော့မက်ဒရစ်တင်းဒီပေါင်တန်း90ထက်အများကြီးယုံနေတဲ့ပေါင်28တန်းဝင်းကျင်ပမာဏပဲအေဗရက်ကာရီယပ်ကိုပေးချင်တယ်လို့သိထားပါတယ်ခင်ဗျာ။ဆိုတော့အေဗရက်ကာရီယပ်တယောက်ဒီနေ့ညရသည့်ပြောင်းရွှေ့ကာလမှာဘယ်အသင်းကိုပြောင်းမလဲရင်ကုန်စိတ်လှရှားသွားနဲ့စောင့်ကြည့်ရမှာဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးနေတဲ့ဗီဒီယိုလေးကိုဒီမှာနားခွင့်ပြပါခင်ဗျာ။